ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကားပြည်သက်များလုံးမဲမင်္ဂလာပါဒီတစ်ပတ်အစီအစဉ်မှာတော့2024 25ရှာဒီ Premier League ရဲ့ ideology အနစ်ချုပ်အကြောင်းကိုကျွန်တော်စီတူနဲ့အတူဆရာနေဝင်ငင်းချင်းကသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအကိုရေမင်္ဂလာပါခင်ဗျမင်္ဂလာပါညီလေးဟုတ်ကဲ့ကိုဒါ Premier League ရှာဒီကလည်းဒါပြီးဆုံးတော့ပဲနောက်ဆုံးပွဲစဉ်တပွဲပဲကျန်တော့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအချိန်မှာကျွန်တော်တို့ Premier League ပွဲအားလုံးဒီပါကြည့်ပြီးသွားပြီဟော အရွေးတွေလည်းအများကြီးမြင်ခဲ့ပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီယာဒီနဲ့ပတ်သက်တဲ့ဒီအခုမြင်တွေ့ခဲ့ရတဲ့သိမှတ်ခဲ့ရတဲ့ ideology တွေအကြောင်းကိုကျွန်တော်အရင်ရှင်းပြပေးပါအောင်ကိုအဲအကိုတို့ဒီအကြောင်းကအမှန်တိုင်းပြောရင်တော့အများကြီးပြောစရာတော့ရှိတယ်ပေါ့တလားအများကြီးပြောစရာရှိတဲ့ဆိုတဲ့အထဲမှာဟိုတချို့အရကြတော့ဥမာကစားသမားတွေပွဲပန်းနိုင်ရယ်ပွဲတွေများတယ်နောက်တော့ လက်ကွာဖလားတွေပြန်ပွဲဝင်အသင်းတွေတိုးလာတယ်ပွဲတွေတိုးလာတယ်နောက်ထပ်ပြန်ပွဲသစ်တွေလုပ်တယ်အစရှိဖြင့်ပြောနေကြပြီမြင်ဟိုတကယ်တမ်းတကယ်တိကျတဲ့ survey တွေအရာပေါ့နော်တိကျတဲ့ studies တွေအရာကြတော့ဟိုဘာသွားတွေ့ရလဲဆိုတော့ဒီဒဏ်ရာပြဿနာတွေပေါ့ဥပမာ Rodri ဆိုတော့ Rodri ဆိုသူဒီပွဲတွေများတယ်ပတ်သက်ပြီးတော့သူဝေဖန်ခဲ့တယ်ဝေမီသိမ့်မကြခင်ဒဏ်ရာရသွားတယ် တော့အဲ့ဒီအရာတွေဟာတိုက်ဆိုင်မှုတွေသာဖြစ်ပြီးတော့ဒီအချက်လက်တွေကနေထွက်လာတဲ့အနေအထားအရာဘောလုံးကလပ်အသင်းတွေရဲ့ဒဏ်ရာပြဿနာတွေကပွဲများခြင်း၊နေခြင်း၊ပွဲရည်တွက်တွေနဲ့တိုက်သက်ဆိုင်မှုကအနည်းငယ်လောက်ပဲရှိတယ်ဆိုတာတွေ့ရတယ်။အဲ့တော့ပွဲရည်တွက်တွေများလာတယ်ဆိုတော့မှန်ပေမဲ့အခြားတစ်ဖက်မှာတော့ဘယ်ဟာတွေပြန်တိုးလာလဲဆိုတော့ဟိုတော့နဲ့ရှင်လိုက်ဒီလူသားလဲခွင့်တိုးလာတာမျိုးတွေတဲ့။နောက်တစ်ခုကဒီ squad depth တွေကပို့ပြီးတော့ကျယ်ပြန့်လာတယ် wider area ဖြစ်လာတယ်။အဖြစ်လာတဲ့အခါကျတော့ဒီပြိုင်ပွဲဆုံးအတွက်အသင်းတွေကပို့ပြီးတော့ပြင်ဆင်လာကြခြင်းနဲ့အတူကစားသမားတွေရဲ့ဒီခံမှန်းပွဲချိန်တို့သူတို့မနစ်ကအခုတို့တခုတွေ့လိုက်သေးတယ်။ Manchester City အသင်းသား2024-25ရာသီမှာဒီ quadruple လမ်းကြောင်းမှာရှိရင် Rodri ကစားမဲ့ပွဲရစ်တော့က55ပွဲလောက်အထိရောက်သွားနိုင်တယ်ဆိုတဲ့ဟာမျိုးအခုတို့ဖတ်ခဲ့ရဘူး။သို့တော့တကယ်တမ်းကျတော့ဟို တကဘာလုံးမှာကစားသမားတန်းပေါင်းများစွာကစားနေကြပြီးတော့တချို့တော့၄-၅၀ယောက်လောက်ရဲ့ပြဿနာသာဖြစ်ပြီးတော့တကယ်တမ်းကျတော့ game times game minutes တွေကအရင်ထက်အများကြီးပိုပြီးတော့များမလာဘူးဆိုတာတွေဒါတကယ်အခုလိုအရှင်းပြန်ခွာကြီးလေဟိုပတ်စံပေးပြီးဝယ်ဖက်ရတဲ့ဒီ thesis တွေမှာအခုလိုဖက်ရတယ်ပေါ့လေဆိုတော့ဒီ Premier League ရဲ့ game design တွေကသာဒီကစားသမားတွေရဲ့ မပရီးမီးယားလိဂ်ရလို့မဟုတ်ဘူးเนาะဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲကြီးတွေမှာသူတို့နီးပြတွေရဲ့ ideology ပေါ့သူတို့သွားကျင်တဲ့ philosophy ကသာကစားသမားတွေရဲ့ဒဏ်ရာနဲ့ဟိုဆက်ဆက်နေတယ်သက်ဆိုင်နေဆိုတော့ကိုတို့သွားပြီးတွေ့ရတယ်ဆိုတော့ကစားသမားတွေဒဏ်ရာပြတ်တိုင်းနဲ့ပတ်သက်ပြီးတော့ Anthomaroska အပါဝင် Posticoglou အထူးသဖြင့်ဆို Posticoglou သူ့တင်းဆိုတရားတီမှာဒဏ်ရာပြတ်တနာရဲ့အသားကောင်ဖြစ်ခဲ့တယ်အခုနောက်ဆုံး Europa League Final ကစားမယ့်အချိန်ထိလည်းအဓိကကစားသမားတချို့လွဲချော်တယ်ဆိုတာမျိုးကိုတို့တွေ့ရတယ် ို့တော့အဲ့ဒီဟာရဲ့အရင်အမြစ်ကဟိုပွဲများတာနဲ့အဲ့ရိုက်မသက်ဆိုင်မင်းနဲ့သူတို့သွားကျင်တဲ့ ideology နဲ့တက်သက်ဆိုင်တယ်ဆိုတော့အချက်မျိုးတွေ့ရတယ်။အဲ့တော့ဒီဟာဒီ Premier League ဒီအသင်း20ရှိတယ်။အဲ့ဒီအသင်း20မှာဘောလုံးကိုဘလောက်ကစားတလဲဆိုတာကကစားသမားတွေရဲ့ဒဏ်ရာနဲ့သွားမသက်ဆိုင်နေတယ်။ဘောလုံးကိုဘလို့ကစားတလဲဆိုတာကကစားသမားတွေရဲ့ဒဏ်နဲ့သွားသက်ဆိုင်နေတယ်ဆိုလည်းတွေ့ရတယ်။ ဆိုတော့အဲ့ဒီဘလို့သွားကစားသလဲဆိုတာကအသင်းနီးပြားတွေရဲ့ ideology အဲ့ဒီ ideology ကအရန်ပြောင်းလဲသွားပြီကစားသမားတွေရဲ့ပွဲထွက်ကစားကြဥမာဒီဘက်ခေတ်မှာပွဲတွေများလာဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း20လောက်တုန်းက Premier League ကစုပေါင်းတခု League Championship လို့ပေါ့22သင်းရှိခဲ့တာအခုအသင်း20ပဲရှိတော့တာဆိုတော့အဲ့ဒီဟာတွေပြန်ထီသွားတာ ਨੇ ဆိုရင်တိတ်မကွာသွားဘူးဆိုတော့ဘလောက်ကစားသလဲကတိတ်မကွာသွားဘူးဘလို့ကစားသလဲဆိုတဲ့အပိုင်းမှာတော့အများကြီးကွာသွားပြီးခဲ့တဲ့ရှင်းတဲ့ကနေနှိုင်းရှင်မဲ့ဆိုရင် ပြီးခဲ့တဲ့နှစ်20ရာနှစ်နိုင်ရှိမှာဆိုရင် game ရဲ့ pace အရန်မြန်လာတယ် game ရဲ့ pace အရန်မြန်လာ game ရဲ့ intensity အရန်မြန်လာတယ်ပြီးတော့ဒီ sprint per runs တွေပြီးတော့ဒီဒီ sprint per match တွေအဲ့ဒီအပိုင်းတွေအရန်တိုးတက်လာခြင်းကကစားသမားတွေရဲ့တန်ရည်နဲ့သွားသက်ဆိုင်ဆိုတာတွေ့ရတယ်ဆိုတော့အဲ့ဒီမှာနီးပြားတွေကဒီ Premier League အသင်းတွေကိုသူတို့ဘလို့ ideology နဲ့တွားနေတယ်လေအဲ့လိုစဉ်းစားကြည့်လိုက်တဲ့အခါကျတော့အဲ့ဒီအချက်ကသာကစားသမားတွေရဲ့တန်ရည်နဲ့သွားသက်ဆိုင်ဆိုတာလေ လို့သွားတွေ့ရတယ်ဆိုတော့ဒီအချက်တွေကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်အဲဒါကြောင့်အကိုအများကြီးပြောဖို့ရှိရသလားအဲ့ဒါပေါ့နော်စီသူနဲ့အခုအကိုနဲ့ဒီတာပြောတဲ့နေရာမှာတော့အဲ့ဒီအဟာအပြည့်ဆုံးပြောရင်အကို2နာရီ3နာရီလောက်ကြာသွားလိမ့်မယ်ဆိုတော့အခုအဓိကပြောချင်တာ ideology အပြောင်းလဲအဲ့ ideology အပြောင်းလဲဟာအင်မတန်အရေးကြီးတယ်ဟုတ်ကဲ့ကိုဒါ Spartan ဆိုရင်ပြောမှဆိုရင်ဒီ Premier League ရဲ့ present intensity အမြင့်ဆုံးအသင်းလို့အချက်လက်တွေရတွေ့ရတယ်ပေါ့နော် ပြီးတော့သူတို့ off the ball ဒီ pressing ကစားတဲ့အချိန်မှာပြီးတော့သူတို့ဘောလုံးကင်ပြီးတော့ reshare ကစားတဲ့အချိန်မှာသူတို့ရဲ့ intensity ကအရင်မြင့်နေဆိုပြီးတော့ကျွန်တော်တို့အချက်လက်တွေကတွေ့ရတယ်အဲ့တော့ဒါကြောင့်လည်းသူတို့ရဲ့ဒီ injury rate ကလည်းတော်တော်လေးမြင့်နေရပေါ့နော်ပို့ပြီးတော့ကျွန်တော်တို့ဒီစိတ်ဝင်စားကြကောင်းတာဒီ injury တွေကိုခိုင်းတွယ်ပုံပေါ့လေအဲ့တော့အခုနောက်ပိုင်းအသင်းတွေအကုန်လုံးတော်တော်များများဒီလိုမျိုး high intensity game တွေကိုကစားနေကြတာကြီးပဲပေါ့နော်အဲ့တော့အထူးသဖြင့်ဒါ Arsenal လို့အသင်းဆိုရင်တရားဒီမှာ ဒီသူတို့ရဲ့တန်ရာပြဿနာတွေနဲ့အဓိကကစားသမားတွေကိုကင်တွယ်ပုံမှာလိုအပ်ချက်တွေရှိခဲ့ပြီးတော့ချန်ပီယံဖြစ်သွားတဲ့လီဗာပူးအသင်းဆိုရင်ဒီအသာချက်တွေရှိခဲ့တယ်လို့ကျွန်တော်တို့ဟိုတွေ့ရတယ်ပေါ့နော်အဲ့တော့ injury prevention နဲ့ပတ်သက်တဲ့ဒီ shootout ကနေရောအခုဒီရာဒီကနေဗာများကောက်ယူလို့ရပါတယ်ခင်ဗျာကိုအဲ့တော့တွေ့ကလည်းရာရာလုံးပြင်မှန်မနေဘူးမအာဖနာအသင်းဟာဟို high pressing ကစားတယ်ဆိုတော့ narrative ကလွှမ်းမိုးနေပြီမြဲတကယ်တမ်းကျတော့ ီလို့ခေါ်မှာအာဆနယ်ဟာဟိုတော်တော်လေးကိုကစားသမားတွေကိုဘောလုံးကင်ထားတဲ့ကစားအခိုက်အတန့်မှာအဲ့ကင်ထားတဲ့ကစားသမားကလွင်ပြန်တဲ့ကစားသမားတွေဟာတော်တော်လေး rough ပေါ့အနားရထားဆိုတာတွေ့ရတယ်ဆိုတော့အဲ့ဒီကောင်ကလည်းမှန်မနေဘူးဆိုတော့တခါဒီဟိုခီးတွေသွားတယ်ခီးတွေအဝေးသွားတယ်နော်ခီးတွေအဝေးသွားတယ်ပွဲတွေအများကြီးကစားရတယ်ဆိုတဲ့နေရာမှာလေအခုတော့ဒီဘက်ခေတ်မှာဘာဘယ်အပိုင်းတိုးတက်လာလဲဆိုရင် ကစားသမားတွေကိုအနီးကပ်စောင့်ကြည့်တဲ့အပိုင်းဒီပညာအရန်တိုးတက်လာတယ်။အခဲလုတ်စရာဒီ technology အရန်အားကောင်းလာတယ်။ပြီးတော့ခီးတွေသွားတဲ့အခါမှာသူတို့ရဲ့ luxurious ဖြစ်ခြင်းတကယ်စိန်ခံကားကြီးနဲ့သွားရတယ်။တကယ်စိန်ခံဟိုတယ်တွေမှာနားရတယ်။ပိုတော့ကလွန်ခဲ့တဲ့20လောက်ကကစားသမားတွေကစားရင် အများကြီးကို facility အရန်အားကောင်းလာတဲ့အတွက်အဲ့ဒီအရာတွေကကိုတို့ဗမာစကားပုံရှိတယ်။ဘဲစားဘဲချီပဲ။ အဲ့ဒီအရာတွေကတချို့ဟာလေးတွေပိုပင်ပန်းသွားပြီမဲ့တချို့အရာတွေမှာတို့ကပို့ပြီးတော့ ease ဖြစ်တဲ့ life မျိုးနဲ့တို့နေထိုင်နေရတယ်ပို့ပြီးတော့ဒီဟိုဘယ်လိုခေါ်မလဲကောင်းမွန်တဲ့ကျမ်းမာရေးစောင့်ရှောက်မှုစနစ်နဲ့တို့နေထိုင်နေရတယ်ဆိုတော့တကယ်တမ်းကျတော့ game ထဲမှာပဲရှိတယ်အဲ့ဒီအဖြေတွေကအဲ့တော့ game ထဲမှာရှိတဲ့နေမှာ Arsenal တို့ဆိုရင် Arsenal Manchester City ဟာတို့ရဲ့ game design ကဘာလဲဆိုရင်ဒီတော့ရအောင်လုပ်တဲ့အချိန်မှာကျန်တဲ့ကစားသမားတွေနားနေတယ် လေးယောက်လောလောတဲ့အချိန်မှာကျန်တဲ့ကစားသမားတွေနားနေတယ်။အဲ့ဒီအဲ့ဒီအပိုင်းကိုသွားတယ်။နောက်တစ်ခုဘောလုံးမှာကဒီ position ပေါ့လေ position အပိုင်းကို dominance လောက်ထားတဲ့အသင်းတွေဟာအသင်းတွေဟာဒီ distant cover နည်းလေးရှိပြီးတော့အခက်စ်လိုက်ကစားတဲ့အသင်းတွေအဲ့ဒီဟာကိုလိုက်ပြီးတော့အမြဲတမ်းစောင့်ကြည့်ပြီးတော့အပေါက်တွေလိုက်ဖာနေရတဲ့အသင်းတွေက distant cover ပုံများတော့တွေ့ရတယ်။အဲ့ဒီအချက်ကြောင့်ဒီ Arsenal နဲ့ Manchester City တို့ကဒီအသင်းကြီးတွေကတခြားအသင်းတွေထက်စာရင်ပွဲပုံများနိုင်တော့လေ ကစားသမားတွေရဲ့ပင်ပန်းနွမ်းတဲ့နှုံးဟာအဲ့ဒီဟိုဆော့ဆော့ပြောတယ် modern football လို့ပြောတယ်ဒီအသင်းတွေပေါ့နော် modern game ကစားတယ်ဆိုတော့အသင်းတွေကသာပို့ပြီးတော့ပင်ပန်းလဲဆိုတာတွေ့ရတယ်ဆိုတော့အခုတော့ဥမာအဖြစ်ဟိုဘောလုံးကိုအခုတော့ဒီအစုံ၄စုံခွဲလိုက်မယ်ပေါ့ခွာစုံ၄စုံခွဲမယ်အဲဒီဇုံလေးဇုံခွဲတဲ့နေရာမှာအခုတို့ဘယ်ဟာကိုသွားကြည့်မလဲဆိုတော့ဒီ sprint ဆိုတဲ့အပိုင်းရေ pressure ဆိုတဲ့အပိုင်းကိုသွားကြည့်မယ်။နော်ဒီ sprint အပေါ်အောက် pressure ညာဘယ်မျိုးလုံးလဲမြင်ကြည့်လိုက်အစပရင့်တပွဲပွဲတပွဲမှာ intensity အပြည့်နဲ့ပြေးနေတဲ့နှုံထားအယမ်းမြင့်တဲ့အသင်းတွေရှိတယ်အယမ်းနိုင်တဲ့အသင်းတွေရှိတယ်အဲ့လိုပဲပွဲတပွဲမှာ pressure အယမ်းပြေးတဲ့အသင်းတွေရှိတယ်လုံးဝမမေးလို့ဒီပါအသင်းတွေရှိတယ်အဲ့ဒီစုံ၄စုံကိုခွဲလိုက်ရင် pressure လဲအယမ်းပြေးတယ်အဲ့ဒါကခံစစ်အလုပ်တိုက်စစ်ကစားတဲ့အချိန်မှာလဲတကယ် flying attack ကစားနေတယ် all out attack ကစားနေဆိုတော့အသင်းတွေ အဲ့အုပ်စုကတစုံပေါ့အဲ့စုံတော့မှ Tottenham Hotspur ပါတယ်အဲ့တော့အဲ့ Tottenham Hotspur က Ant Postecoglou ကဒဏ်ရာပြတ်တိုင်းနဲ့ပတ်သက်ပြီးတော့ तू ကဘလို့ပဲညင်းနေညင်းနေသူ့ရဲ့ ideology ကို तू ပြန်ပြီးခြေရာပေါက်ဖို့လိုတယ်ဆိုတော့အဲ့ဒီစုံထဲမှာအခုတော့ဒီ Pep Guardiola က Modern Football ကိုဒီနေ့ခေတ်မှာကစားနေတဲ့အသင်းတွေဆိုပြီးတော့နာမည်တက်ပြောတဲ့ Bournemouth ပါတယ် Liverpool ပါတယ်ဒီအခုတော့သွားသွားပြောတယ်လီဗာပူးဆို injury prevention အားကောင်းတယ်။အ လို့ပြောခဲ့ပြီးမြဲတကယ်တော့ဒီအန်ဒီအာနစ်လော့ရဲ့ ideology ကလီဗာပူးဟာရာဂန်ကလော့လောက် heavy metal မဟုတ်ကျင်တော့မှအခုချိန်ထိ industry အရင်မြင်တော့ဒီ pressure အရင်ပြီးတော့မှဆိုတော့ပို့တွေ့ရတယ်ဆိုအဲ့ဆုံးမှာဒီ Tottenham Hotspur ပါမယ် Bournemouth ပါမယ် Brighton ပါမယ် Brighton ဆိုရင်အရင်ကိုဒီဒီ block comment ဆိုတော့ဒီ high speed game ကိုကစားတဲ့အသင်းမျိုးဆိုတော့ Brighton ကဘောလုံးကိုကင်ထားပြီးတော့ AC သွားနေတာက game ရဲ့ face တခု တကယ်တကယ်အလုပ်လုပ်ပြီဆိုရင်တို့တို့ရဲ့ဒီဒီ sprint ဒီတာတူပြီးနှုံပြီးတဲ့နှုံကအရန်များတယ်ဆိုတော့ liverpool တို့ brighton တို့ bournemouth တို့ tottenham hotspur တို့အထူးသဖြင့်အစိုးဆုံးက tottenham hotspur ပဲဒီလိုဟိုတောင်းမှသူပြေးကတ်နေလိမ့်မယ်ဆိုတော့အဲ့ဒီအပိုင်းပေါ့အဲ့တော့ဒီအခုတော့နောက်တစ်ခါနီးပြတွေ ideology နဲ့ပတ်သက်ပြီးတော့ nuno esposito နဲ့ပတ်သက်ပြီးတော့အစဒီ nuno santo ပေါ့နော် santo နဲ့ပတ်သက်ပြီးတော့ဟို narrative နောက်ကိုလိုက်ပြီးတော့လွှဲနေတဲ့အလွဲရတယ်ပါလဲဆိုတော့ သူ့အသင်းဟာ walk down အများတယ် walk down အရန်များတယ်အရန်ကြိုးစားအားထုတ်တယ်အပြီးတော့ဒီ blue comb လဲဆိုတော့ pressing အရန်လုပ်တယ်ပေါ့နော်ဆိုတော့အမြင်မျိုးတွေရှိကြတယ်ဒါတင်းနေဘောလုံးကပါမှာသူတို့ဒီ solid defense ကိုတိဆောက်တယ်ပြီးအဲ့ဒီဘောလုံးကဟိုဘက်အကွင်းရောက်သွားပြီဆိုရင်လိုက်ပြီး pressing လုပ်တယ်လုံရင်းနဲ့ဇုံလိုက်ရွေ့တယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့နာမည်ကျော်ဒီ British journalist တချို့လည်းအဲ့လိုအမြင်မျိုးမြင်မိမယ်တကယ်ကြတော့ Northern Forest က Premier League မှာ sprint အ ਨੇ ဆုံးအသင်းထဲမှာပါတယ်။ pressure ပေးတာအ ਨੇ ဆုံးအသင်းထဲမှာပါတယ်။အ ਨੇ ဆုံးဆိုမှာသူနဲ့အတူအတူရှင်တွဲနေတဲ့နောက်တစ်သင်းကကိုအန်အူဘော Aston Villa ဖြစ်နေတွေ့ရတယ်။ဆိုတော့ Unai Emery လို့ Nuno Santo လို့က line တစ် line သူတို့သွားတဲ့ပုံစံကသူတို့ဟာဒီ defensive shape ကိုလူအရေးအတွက်များများနဲ့တာဝန်ယူပြီးတော့ဒီ cover user runs တွေကိုသူကရှုံချပလိုက်တာ။တူးချင်းရဲ့ပြေးနှုံးကို ဟိုပုံမှန်အားဖြင့်10မီတာပြည့်မဲ့သူကို9မီတာ10မီတာပြည့်မဲ့သူ9မီတာဆိုတော့နှစ်ကြိမ်နှစ်ခေါက်နှစ်ခေါက်၃ခေါက်သာဖြစ်သွားပြီသူများ၃ခေါက်ပြရမယ့်နေမှာသူတို့အဲသူများအဲ၃ခေါက်ပြရမယ့်နေမှာသူတို့နှစ်ခေါက်ပဲပြရတော့တယ်အဲ့ဒီတော့သူတို့ကဒီ numerical advantages ကိုသူတို့ကဒီ cancel shape တိစောက်ချင်းမှာသူတို့ကအဓိကသွားတယ်သွားပြီးတော့မှသူတို့ကဘဲအချိန်လေးမှာဒီအဓိကဒီ high tempo ကိုတင်လဲဆိုတော့ကစားသမား၃ယောက်၄ယောက်နေပဲကြည့်ကြပြီးအလုပ်လုပ်သွားလိုက်တာအဲ့ကစားသမား၃ယောက်၄ယောက်အလုပ်လုပ်တဲ့ကစားသမားတွေဟာ ခံစစ်ပြန်ကစားတဲ့အခါကျတော့ထိတ်ဆုံးလိုင်းမှာနေပြီးတော့နှက်ပြီးတော့ကစားတယ်။အောက်ကဒီပြန်တဲ့6ယောက် office player 6ယောက်ကအသေးအချင်းပြန်ပြီးတော့ကစားတယ်။ဆိုတော့အဲ့တာဝန်ကိုသူတို့ကဟိုလို့ပြောမလဲဆိုတော့ဒီ responsibility ကိုသူတို့ကဟို divide လုပ်ထားတာပေါ့အဲ့အဲ့ပုံစံမျိုးနဲ့သူတို့သွားတာ Northern Forest ကဒီပုံစံမျိုး Aston Villa ကဒီပုံစံမျိုးအကြည့်နေချင်းနဲ့ Forest နဲ့ Villa ကကစားပုံတော်တော်ဆင်လာပဲဆိုတော့တွေ့ရတယ်သူတို့ဒီဘယ်လိုကွန်ပလက်ဆိုတော့ Marcus Rashford ရောက်လာတဲ့အချိန်မှာအနည်းငယ်ပြောင်းသွားပြီမဲ့တကယ်တော့ကျတော့နောက်ဆုံးကျတော့ Marcus Rashford ကိုလည်းသူထောင်တိုက်စစ်ကိုပဲသူပြန်ထားပြီးတော့အရန်ဒီ vertical လောက်ကိုပဲလှုပ်ခိုင်းပြီးတော့ဟိုဘက်ဆုံးဒီဘက်ဆုံး like ကူးလူးစားနေမျိုးတိတ်မတွေ့ရတော့ဆိုတော့တနည်းအားဖြင့် Rashford ကို deep လှုပ်ခိုင်းနေသို့တော် wide မလှုပ်ခိုင်းဘူးကျကျပြင်းမှမကစားခိုင်းဘူးနက်နက်ဆိုင်ဆိုင်ပဲစားခိုင်းတယ်ဆိုတော့ဘေးကိုထွက်တဲ့အလုပ်တွေဝင်ကို short ထားပလိုက်တယ်အဲ့ဒါကဒီအခုတို့မဖြစ်မနေ3ထားမယ့်အချက်တွေ ဆိုတော့လာမယ့်ယာတီကြရင် Aston Villa ပါလို့မလဲ Northern Forest ပါလို့မလဲသူတို့ရဲ့ဒီ ideology ကိုဆက်လက်ဆုပ်ကိုင်ထားမလားအတူမဟုတ်သူတို့အပြောင်းလဲပြန်လုပ်မလားဆိုတော့ဒါအကူလို့စောင့်ကြည့်ရမှာချက်လောလောဆယ်အကူတော့ဒီ ideological trend အရာပြောမယ်ဆိုရင်ဒီ Northern Forest နေပြ Central ပြီးတော့ဒီ Unai Emery ဘလာနေပြ Unai Emery သူတို့နှစ်ယောက်ကပုံစံတစ်ခုထဲမှာတွားရှိတယ်ဒီ Brighton ကဒီ Hazard เนาะ သူတို့ပြီးတော့ဒီအခု Ant Portico Glue တို့ Arnis Lock တို့ကတပုံစံအဲ့ဒါထဲမှာဟိုမြောက်ဒီမြောက်အတင်းတွေလည်းရှိတယ်သူတို့က medium ပဲလုံးဝအလဲအလက်လမ်းစဉ်ကို special ကျင့်သုံးနေတာက Manchester United တို့ Everton တို့သူတို့အရင်ကြီးလည်း pressure ပေးဘူးအရင်သူတို့လူတွေမြင်နေတဲ့အမြင်ဟာတကယ်တကယ်တိကျတဲ့ဒီအချက်အလက်တွေနဲ့အောက်ယူလိုက်တဲ့အခါကျတော့နည်းနည်းလေးတော့လွဲနေတာကိုသူတွေ့ရတယ်သူတို့ Premier League ဟာဒါကြောင့် ဘလောက်ကစားသလဲစူးစားပန်းစားကစားနေတောင်မြင်ရနေပြီမဲ့ဟုတ်သူတို့ဘလို့ကစားသလဲပို့ပြီးတော့အရေးကြီးတာအဲ့ဘလို့ကစားနေသလဲဆိုတဲ့အချက်ကသူတို့ရဲ့ဒီဟိုဟာကိုကွဲသွားစီတယ်အဲ့မှာမှဒီစောစောပြောတဲ့ dominance ကိုဦးစားပေးကစားတဲ့အသင်းတွေက Manchester City ရှိမယ် Arsenal ရှိမယ်ဒီနှစ်သင်းကတော့တော်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 လေးကိုသူတို့သူတို့ဟာဘောလုံးကိုခြေထဲမှာကင်ထားရင်းနဲ့ကျန်တဲ့ကစားသမားတွေကိုဟို AACC ဘလို့ခေါ်မလဲဆိုတော့ရွေ့ယုံလေးရွေ့ပြီးတော့ ဟိုအနားယူစီတဲ့ပုံစံမျိုးဘက်ကိုသွားနေတာတွေ့ရတယ်။အဲဒါတရားဒီလုံးအချုပ်ပေါ့နော်။အဲ့ဒီမှာမှအကိုတော့ဟိုပြန်ဖန်ပြီးတော့တပွဲစားနှစ်ပွဲစားကြည့်ပြောလို့တော့မရဘူးပေါ့နော်။ဘယ်ပွဲမှာတော့ဘလို့ကြီးယုံသွားတာအဲ့လိုပြောလို့မရအောင်။တရားဒီလုံးအနေနဲ့အကိုတော့ generally သူတို့သွားနေတဲ့ ideology ကအလား။ဟုတ်ကဲ့ကို။ဒါကွာဂျူလာဒီ Manchester United က Manchester United ကအဲ့ဒီ Arsenal နဲ့ဒီ Manchester City သွားတဲ့ဖက်စီကိုမဆိုးသလောက်လေးချင်းနှင်းဝင်ရောက်နေတာတွေ့ရတယ်။ မဆိုးသလောက်လေးဒါပေမဲ့သူတို့ကလည်းပြောမယ်ဆိုရင်တော့ဒီ medium medium print medium pressure medium ဆိုတဲ့ပုံစံမျိုးသွားတယ်ဟုတ်ကဲ့ကိုဒါ Guardiola ပြီးခဲ့တဲ့ TND Sports မှာ ပြောခဲ့တဲ့ interview မှာပေါ့နော်သူက modern football အဖြစ်ကိုဒါ Newcastle ရဲ့ Liverpool ရဲ့ Brighton ရဲ့ဘုံပေါက်ရဲ့သူထက်သွင်းပြီးတော့ပြောသွားတယ်ပေါ့နော်အဲ့တော့ဒီအသင်းတွေရဲ့ဟန်နဲ့အတူဒီဒီရာဒီမှာဆိုရင် direct attacks တွေပြီးတော့ verticality တွေရဲ့ percentage က တိတိတာတက်လာဆိုပြီး optor analyst တွေကဒါထုတ်ပြန်ထားတာရှိတယ်ပေါ့เนาะအဲ့တော့ Guardiola ကဒီ ideology အပြောင်းလဲကိုသူဘာလို့ဟိုပြောတာလဲပြီးတော့ဒီ Dia နဲ့ပတ်သက်တဲ့အမြင်လေးကိုလည်းကိုဝေမျှပြပါအောင်ကို modern football ကိုအကိုတော့ကဒီ modern football ဆိုတဲ့ကိစ္စကနံပါတ်1ခေါင်းထဲမှာထည့်ထားမှာကအင်မတန်မှ unique ဖြစ်ပြီးတော့ uniqueness ဖြစ်ပြီးတော့အင်မတန်ထူးခြားကောင်းလွန်သောတာလွန်သောအရာမဟုတ်ဘူးဆိုတော့ အဲ့အဲ့အခြေခံအတွေ့အော်ရင်ထည့်ထားရမယ် modern football ဟာ2023ကပုံစံမှာကစားတော့ဘူးဆိုရင် modern football ဖြစ်သွားတာပေါ့အဲ့တော့2029 2028မှာကစားတဲ့ပုံစံဟာ1960 90ကကစားတဲ့ပုံစံနဲ့သွားနှီးနွယ်ဟိုနှီးနွယ်နေမယ်ဆိုတော့အဲ့တော့ဒါဟာ old footballer modern footballer ဆိုမျိုးကိုတော့ပြောစရာရှိလာတယ်ဆိုတော့ Pep Guardiola အနေနဲ့ဟိုသူ့ရဲ့ဒီ ideology ကိုတစ်ကမ္ဘာလုံးက လိုက်ကစားတဲ့ကာလတွေကို ัวไอ้เฉยมาตัวโมเดิร์นฟุตบอลโลต้องเองอกูอ่ะอะไม่เข้าတော့อกูอ่ะไอ้ไอ้ไอเดียโลจีကိုจิตต้องแก้ได้อะเต็นเนี่ยอุมาဖြင့်อะกูอ่ะบอนมอกสู่ว่าတော့บอนมอกဟာအဲ့လိုပဲဒီတိုက်စစ်ကစားတယ်ဘောလုံးကင်ကစားတယ်ဆိုပြီးအသင်းအဖြစ်ကိုတော့တောက်ချောက်မြင်ခဲ့ရတယ်မြင်ခဲ့ရပြီးတော့အဲ့အဲ့ဒီအချိန်ကဘုံမောက်ကမော်ဒန်ဖုတ်ဘောကစားတယ်ဆိုပြီးအခုဒီအီရော်လန်နဲ့ဒီဘုံမောက်ကအဲ့ပုံစံမဟုတ်တော့နောက်ထပ်ပုံစံတစ်ခုပြောင်းသွားပြီဆိုတော့ဒီအသင်းကတကယ်ခင်းတဲ့အမိလိုက်နေတဲ့အသင်းမော်ဒန်ဖုတ်ဘောထဲမှာမှာသူကတော်တော်ထူးခြားတဲ့ ်အသင်တချို့တွေကလွန်ခဲ့တဲ့၃နှစ်လောက်ကမကစားခဲ့ဘူး၄နှစ်လောက်ကမကစားခဲ့ဘူးအခုမှဒီဘက်ကပုံစံကိုပြောင်းကစားရတယ်ဆိုတဲ့ပုံစံမျိုးဆိုတော့အခါချို့အသင်းတွေကကျတော့ modern football တော့ဖြစ်တယ်သို့တော့ဖြစ်နေအမိ dog shop contemporary လိုက်လာတာမဟုတ်ဘူးအလိုက်လာတဲ့အသင်းကဘုံမောက်အသင်းအဲဆိုတော့ဒါကြောင့်လဲ Pep Guardiola ကဒီဘုံမောက်ကိုသူမျက်လုံးနဲ့တော်တော်စွဲနေပုံရတယ်ဘုံမောက်ကိုသူမကြခဏ mention လေးရှိတယ်အဲဘုံမောက်ရဲ့ကစားသို့တော့ဘုံမောက်ကိုယ်တိုင်လဲဒါခါလဲကျတော့ဒီ conservative way လို့ပြောတဲ့ ီ reactive football ကစားတဲ့အခိုက်အတန့်တွေလည်းရှိတယ်။သို့တော့သူကအများများသောအဖြစ်တော့ဒီပုံမောက်ဟာဒီထူးခြားတဲ့ကစားပုံတစ်ခုเนาะအဲဒီ how ရဲ့ Newcastle ပေါ့ဆိုတော့ဒီပုံစံနဲ့ကိုတို့တွေ့ရတယ်။ဆိုတော့ဒါအဖက် Guardiola ကအကိုကဘာလို့သွားသတိထားမိလဲဆိုတော့ Guardiola ကသူ့အသင်းကလက်ရှိအချိန်မှာဟို modern antique ဖြစ်နေပြီ။ modern တိုးတိုး antique တက်ကိုသွားနေပြီ။ modern antique ဖြစ်နေပြီမှာ Pep Guardiola ကခေတ်ရည်စည်းချောင်းကိုသူက ဆင်ဆက်မပြတ်သူလိုက်နေတော့မယ်။သူအချို့အပြောင်းလဲတွေကို तू မြင်နေပြီ။ဒါပေမဲ့သူ့အတင်းကပြောင်းလို့မရတော့အောင်။နည်းနည်းလေးဘယ်လိုခေါ်မလဲ။အိုမင်းလေးတဲလို့ဘောရောယူစားတယ်ပေါ့နော်။ဆိုတော့ Guardiola ကအမြင်ကတော့ခက်ရှစ်ပြေးနေတယ်။သူ့အတင်းတကယ်လိုက်မလုပ်နိုင်သေးဘူး။လိုက်လို့မလား။လိုက်မလုပ်ပဲနဲ့သွားမလားဆိုတော့ကိုယ်လည်းမသိဘူး။သူ့ရွေးချယ်မှုပေါ့။ဟုတ်ကဲ့ကိုဒါအကိုခုနဒီ Aston Villa အကြောင်းနဲ့ Nottingham Forest အကြောင်းပြောသွားတယ်ပေါ့နော်။အဲ့မှာကျွန်တော် မေးချင်တာလေးတစ်ခုရှိတာဒီ Aston Villa ကဒီ Kansas ကစားတဲ့အခါမှာသူက high line defense ဖြစ်တဲ့အသင်းပေါ့နော် high line defense ကိုတော်တော်လေးသုံးတဲ့အသင်း Nottingham Forest ကတော့သူ့ရဲ့ Kansas line ကတော်တော်လေး line name နဲ့အသင်းပေါ့နော်အဲ့တော့ဒီနှစ်သင်းမှာခုနကအကိုတူညီတာရှိတဲ့အကြောင်းပြောသွားတယ်ပေါ့နော်ဒါပေမဲ့ဒီခုနကျွန်တော်ခုနတင်ပြရဲ Kansas line တစ်ခုပေါ့အဲ့တော့အဲ့အဲ့မှာဟိုပြည်သက်တွေဟိုရှင်းပို့ပြီးရရှင်းလင်းသွားအောင်လို့ကိုနည်းနည်းလေးထပ်ပြီးရရှင်းပြပေးပါအောင်လားကို ideology to ti tai on ideology to ti tai on သူက combatness ကိုတိဆောက်တဲ့အခါမှာဒီညီလေးကလော်လော်ပြောရရင် line လေး line ထလိုက်မယ်အဲ့ဒီ line မှာ number 1 line နဲ့ number 2 line ကြားတွေကဒီအကွာဝေးရအတူတူပဲသို့တော့အဲ့ဒီအစုံလိုက်ကြီးအနေနဲ့ဆိုရင်အဲ့ဒီအစုံလိုက်ကြီးအနေနဲ့ဆိုရင်တော့အောက်နည်းနည်းရွှေ့ထားသလားအပေါ်နည်းနည်းတင်ထားသလားအဲ့ဒီအပိုင်းမှာတော့မိပြနှစ်ဦးဟာဘလို့နင်းနေမှာထပ်တူမကြနိုင်ဘူး။ဒါဆိုတော့ဒါသူရဲ့ orientation ပုံမူတည်သွားပြီ။အဲ့တော့အဲ့မှာကအကိုတော့ထပ်ခွဲလို့ရတာရှိတယ် အက်စတန်ဗလာရဲ့ဝေးကိုဘယ်သူတွေသွားလဲဆိုရင်အက်စတန်ဗလာရဲ့ဝေးကိုသွားတယ်ဘရန်ဖို့ကသွားတယ်ဆိုတော့အက်စတန်ဗလာရဲ့ဥဆောင်မှုနောက်ကိုဘရန်ဖို့လိုက်တယ်ဆိုလိုတာမဟုတ်ဘူးအက်စတန်ဗလာကိုစံနှုန်းတစ်ခုသတ်မှတ်ထားမယ်ဆိုရင်ဘရန်ဖို့ကအဲ့ဒီဘက်မှာရှိတယ်အဲ Northern Forest ဘက်မှာကျတော့ Wolverhampton ရှိတယ်ဆိုတော့အဲ့အဲ့လိုကွဲတယ်ဟုတ်ကဲ့ကိုအပြည့်တရားဒီမှာဒါတော်တော်လေးကိုခြေစွမ်းပြနေတဲ့ဒါ Newcastle အသင်းပေါ့နော် Newcastle အသင်းအကြောင်းလည်းကိုဒါဟိုသုံးသပ်ပြပေါ့ Newcastle ရဲ့ဒီ ဘယ်လိုပြောမလဲသူ့ရဲ့ဖန်ကတော်တော်လေးထူးခြားနေရပေါ့နော် physical ရောကျွန်တော် tactical ရောအရာတော်တော်များများအောင် Newcastle ရဲ့ Eddie Howe Newcastle အသင်းမှာကျွန်တော်တို့တွေ့မြင်နေရရပေါ့နော်အဲ့တော့ဒီအသင်းရဲ့အကြောင်းလေးကိုသုံးသပ်ပြပအောင်ဗျအာ Newcastle ကတကယ်တမ်းကျတော့လူတွေကလူတွေကတော့ပြီးတော့ short တွက်ထားလို့ပါဥပမာဟိုတော့ Chelsea နဲ့ Newcastle ကိုရှင်းလိုက် Chelsea ကစားသမားတွေရဲ့နောက်ခံနိုင်ငံလေးစဉ်အသင်းတွေရဲ့ name ကိုကြည့်လိုက်နံပါတ်1အချက် အခုညလေးမှာစင်နီဂေါ်ကိုတွေ့ရမယ်ဟဟလားနိုင်ငံမျိုးစုံတွေ့ရမယ်ကွာအထို့တော့နိုင်ငံကြီးတွေမှာရှိတဲ့ကစားသမားတွေဥပမာဖြင့်ခိုးဖာမှာအင်္ဂလန်လိုစင်သမားကိုဒီနေရာကောင်းအောင်မရသေးဘူးမာလိုဂိုစတိုနေရာကောင်းအောင်မရသေးဘူးရီချင်းကင်းကွာနေတယ်လီဗာကိုဝဲကင်းကွာနေတယ်ဆိုတော့ Chelsea အသင်းမှာ solid ပေါ့လိုစင်အသင်းကြီးတွေရဲ့အဆင့်အတန်းမှာ solid ကစားနေတယ်သူဘယ်သူရှိတယ်လဲ Enzo Fernandez တော့ပဲကြိုးစားရှိမယ် Moises Caicedo ရှိတယ်သို့တော့ Ecuador ရဲ့နိုင်ငံအဆင့်အတန်းကိုပြန်ကြည့်တဲ့အခါကျအဲ့ဒီဘက်မှာပြန်နိုင်သွားတယ်ဒီ Newcastle ကိုကြည့်လိုက်ပါဦး တကယ်တောင်းတမီတွေကြီးပဲလူတွေရဲ့အမြင်မှာက Chelsea ရဲ့အချိန်အဝါပေါ့နော်ပြီးတော့သူတို့ရဲ့အစဉ်အလာပြီးတော့သူတို့ငွေတွေသုံးထားတာကိုမြင်နေလို့သာဒါပေမဲ့ပို့ပြီးတော့အကောင်းပေါ်နဲ့လူစင်းကဟို squad depth အပိုင်းမပြောဘူးပေါ့နော်ဒီ16ယောက်ချင်းအောင်ရှင်းမှာဆို Newcastle ဟာ background ကြီးကြီးနိုင်ငံတွေမှာနေရာရတဲ့ကစားသမားတော်တော်များများနဲ့ဖွဲ့စည်းထားတာတွေ့ရလိမ့်မယ်ဆိုတော့အဲ့အချက်ကဟို Enzo Maresca ထက် Eddie Howe ကပို့ပြီးတော့ဟိုဘယ်လိုခေါ်မလဲအချို့အရာတွေကိုကိုမျိုးခွင့်ရှိတယ်ဆိုတော့အချက်တွေသွားပါတယ် ဒါ Chelsea တသိန်းနဲ့နဲ့ပြောရမယ်တခြားသိန်းနဲ့လည်းကြီးတယ်အဲ့လိုလိုက်ထင်ကြည့်လို့ရတယ်အဲ့မှာမှ Newcastle ဟာနံပါတ်1အသင်းတသိန်းကိုတိဆောက်ဖို့အတွက်ဒီ variation အများကြီးကိုလုပ်ဖို့အတွက်တင့်တော်တဲ့ဒီပုံစံကြကစားသမားတွေရှိနေတာတွေ့ရတယ်အဲတကယ် high speed not the the sorry high speed နဲ့ the high intensity ကိုကစားကျင်လာလားသို့တော့ physical bowling လုပ်ပြီးတော့ physicality နဲ့ဒီကစားကျင်လာလားကန်တင်ပြေးကစားကျင်လာလား သို့မဟုတ်ဒီ technical အားပြုတဲ့ကစားသမားတွေရဲ့အရေးအသွေးနဲ့ကစားကြသူတို့စိတ်ကြိုက်သူတွားလို့ရတယ်ဆိုတော့ Newcastle ဟာပြိုင်ဘက်အမျိုးမျိုးအပေါ်မှာမတူညီသောဒီဘယ်လိုခေါ်နီလန်အမျိုးမျိုးနဲ့ပွဲကိုချင်းကပ်ခွင့်ရှိနေတယ်ဆိုတော့အဲ့မှာမနီးပြရဲ့အရေးအသွေးကဘာလဲဆိုတော့လက်နက်တွေအများကြီးရှိနေပြီမဲ့ဟိုဘယ်လိုခေါ်မလဲအဝင်ခွင့်ကျသုံးတက်ချင်းမသုံးတက်ချင်းကသာအဓိကဆိုရင်အဲ့ဒီဟောင်းရဲ့အရေးအသွေးရအရာပဲအာဆနယ်ကိုဘယ်လိုကစားတင်တယ်လဲဆိုတော့သူမှတ်မှတ်ကန်ကန်သုံးပြနိုင်တယ် မန်ချက်စတာစီးတီးကိုဘယ်လိုကစားသင်တယ်လဲဆိုတာမှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ပြီတော့အောက်အသင်းတွေကိုဘယ်လိုကစားအောင်လဲဆိုတာမှန်မှန်ကန်ဆုံးဖြတ်နိုင်တယ်အဲ့ဒါကအဲဒီဟောင်းရဲ့အရေးအသွေးပေါ့ဆိုတော့နျူကာဆယ်ကိုကြည့်လိုက်ရင်သူတို့ရဲ့ဒီ board of directors ကြီးပြီးတော့ football operation ဆိုင်ကိုင်တဲ့သူတွေနဲ့နီးပြနဲ့အင်မတန်ဟန်ချက်ညီနေတဲ့အနေအထားမျိုးကိုတွေ့ရတယ်ဟုတ်ကဲ့ကိုပြီးတော့ဒီရာဒီမှာဆိုရင်ကျွန်တော်တို့အလဲအလက်အသင်းတွေရဲ့အဆွမ်းစားပေါ့နော်အခုဆိုရင်ဒါ Newcastle ပဲဖြစ်ဖြစ် Brighton ပဲဖြစ်ဖြစ် Bournemouth ပဲဖြစ်ဖြစ်သူတို့ကကျွန်တော်တို့အရင်တော့ top 6လို့ ဒီသတ်မှတ်ထားတဲ့အသင်းအနေနဲ့တွေ့တဲ့ရလက်တွေကိုကျွန်တော်ကြည့်လိုက်မယ်ဆိုတော့ကြောက်ခမန်းလီလီရှုံးတဲ့ပွဲတော်မနေရှိရပြီးတော့နိုင်တဲ့ပွဲတွေတရီပွဲတွေကသူတို့အယံများတယ်ဒါ Brighton ဆိုလည်းမနေ့ကဒါ Liverpool နိုင်သွားတဲ့အချိန်မှာသူရရလက်ကြီးရအယံကြီးကောင်းနေပြီပေါ့နော်အဲ့တော့အဲ့လိုမျိုးဒီလက်လက်အသင်းတွေရဲ့စွမ်းဆောင်လာနိုင်ခြင်းနဲ့ဒါသူတို့ရဲ့အရွေးသူတို့ရဲ့ဒီခြုံငုံပြီးတော့ပေါ့နော်အခုအဲ့အသင်းတွေအကုန်လုံးပြောမယ်ဆိုရင်ဘယ်လိုမျိုးဟိုပြောပြချင်ပါလဲဗျအဲ့ဒီဟာနဲ့ပတ်သက်ပြီးပြောရအောင်အကွာဒီ Premier League ရဲ့ဟို ြစ်လက်တော့ခိုင်မာတော့ဒီ financial ငွေကြေး distribution ဘက်ကိုပဲအဓိကသွားကြတယ်။ဆိုတော့ Premier League အသင်းတော်တော်များများမှာနှိပြကောင်းနေကြီးကြတယ်ပေါ့နော်။ကမ္ဘာအရရက်မှာနာမည်ကြီးနေတဲ့နှိပြတွေကိုသူတို့ဘယ်အသင်းမဆိုခွန်နိုင်စွမ်းရှိတယ်။ခွန်နိုင်စွမ်းရှိတယ်။အဲ့နှိပြတွေအာနှိပြကောင်းနေဆိုရင်အဲ့နှိပြကောင်းနေကမှန်ကန်သောသို့မဟုတ်ဒီ innovative ဖြစ်သောဒီနီလန်းတွေကိုသူတို့ရှာဖွေနိုင်တယ်။ဆိုရင်အဲ့အဲ့လိုမျိုးရှာဖွေနိုင်တယ်ဆိုရင်သူတို့ဖြည့်ဆည်းပေးဖို့အတွက်လုံလောက်သော အင်အားငွေကြေးအင်အားပရီးမီယာလိအသင်းတိုင်းလိုလိုမှာရှိတာတွေ့ရတယ်။အဲ့ဒီအချက်ကပို့ပြီးတော့ဒီပြိုင်ပွဲရဲ့ competitive arch ကိုပို့ပြီးတော့မြင်လာသေးတာ။ဆိုတော့ဒါကဒီပရီးမီယာလိမှာအလယ်လက်အသင်းတွေနဲ့ထိပ်တန်းအသင်းတွေကြားအောက်အသင်းတွေနဲ့အလယ်လက်အသင်းတွေကြား gap ကိုပို့ပြီးတော့ကျင်းပြောင်းလာသေးတဲ့အချက်။အခုတော့ဟိုပြောမယ်ဆိုရင်ဒီကောင်ကဒီတန်ပါကြတယ်လို့ပေါ့။အခုတော့ပရီးမီယာလိဟာဆွဲဆွဲဆွဲပြီးတော့နှစ်တိုင်းနှစ်တိုင်းဆွဲဆွဲပြီးတော့မိလာတဲ့အချိန်ရောက်လာပြီ။နောက်ဆိုရင် ဟို effort ဖြစ်တယ်ဆိုတော့ပွဲအရေးအတွက်တွေကပိုပြီးများလာတော့ဆိုတော့ဟိုတခြား league တွေမှာကအဲ့တန်ပါကြလေးတွေနည်းနည်းဟာနေတယ်တချို့နေရာလေးတွေမှာတွားပြီးတော့ကြက်ပြီးတော့တချို့နေရာမှာတွားဟာနေဆိုရင်မြင်ကွင်းနေမြင်နေရသေးတယ်ဒါက league structure ပြီးတော့ financial ပြီးတော့ဒီ protocol money distribution အပိုင်းအဲ့ဒီအပိုင်းတွေကိုပဲအခုအဓိကပြောချင်တယ် tactics ပိုင်းကဟိုမပြောချင်တာမဟုတ်အကုန်လုံးအရေးအသွေးရှိနေကြပြီးတော့အကုန်လုံးဟာဒီဘယ်လိုပုံစံမျိုးကိုတွားမလဲဆိုတော့စိတ်ကူးစိတ်ကံကောင်းတဲ့ နီးပြတယ်ပေါ့နော်ဒါဆိုအဲ့လိုအဲ့လိုဖြစ်နေတာ CB မှာလည်းရှိတာပဲ Bundesliga မှာလည်းရှိတာပဲ La Liga မှာလည်းရှိတာပဲဒါပေမဲ့အဲ့ဒီအရာတွေကိုအကောင့်တွေပေါ်တဲ့အပိုင်းကကျတော့ငွေကြေးဖြစ်သွားပြီအဲ့ဒီငွေကြေးက Premier League အသင်းတွေမှာလက်ထက်မှာငွေအလုံးလောက်ကင်ထားတယ်ဟုတ်ကဲ့ပို့ဒီကျွန်တော်တို့ပြီးခဲ့တဲ့အခုဖြတ်သန်းနေတဲ့2024 25ရာသီ Premier League နဲ့ပတ်သက်တဲ့ဟိုတခြားသောဒါမြင်တဲ့အမြင်တွေရှိရင်လည်းကျွန်တော်ပြောပြပေးပါအောင်ဗျအဲအဓိကအဖြစ်သူအရာတွေကဟိုကိုလွန်ခဲ့တဲ့ နှစ်နှစ်ကကြာဘူးတာလွန်ခဲ့တဲ့နှစ်နှစ်ဆရာကြာဘူးတာလွန်ခဲ့နှစ်လကြာဘူးတာဆိုအဲ့ဒီအရာအဲ့ဒီ narrative တင်တော့ကိုလိုက်ပြီးတော့အဲ့ဒီအောက်ကပဲ confirmation bias နဲ့ကြည့်တဲ့ဟာကိုနည်းနည်းလေးရှောင်ပြီးတော့အဲ့ဒီ confirmation bias ကိုဖျောက်ဖို့တော်တော်လေးလိုလာတယ်ဆိုတာတွေ့ရတယ်အထူးသဖြင့် Premier League သို့မဟုတ်ဒီထိပ်တန်းအသင်းကြီးတွေဟာဒီထိပ်တန်း league တွေကထိပ်တန်းအသင်းကြီးတွေ Premier League ကကြတော့ league ကိုလိုနီဘာလောက်ကိုပြောလို့ရတယ် Premier League ကိုကောင်းစင်တက်လို့ရတယ်တခြား league တွေကကြတော့ဒီ elite level ရောက်နေတဲ့အသင်းတွေ အဲ့ဒီအသင်းတွေဟာဘောလုံးကဘလောက်ကစားသလဲဆိုတဲ့အရာဟာဘာမှမဟုတ်တော့ဘလို့ကစားသလဲအဲ့ဒီဘလို့ကစားသလဲဟာဘလောက်ကစားသလဲထပ်ပို့ပြီးတော့အသင်းတစ်သင်းရဲ့ဒီဒံရာတို့ပွဲပန်းတို့အဲ့ဒီဟာတွေကိုပို့ပြီးတော့အဆုံးဖြတ်ပြီးတဲ့ခက်ကိုရောက်နေတာတွေ့ရတယ်။ဒါအဲ့ဒီအဲ့ဒီခက်ကနောက်ထပ်ဘယ်နှစ်ကြာမလဲဆိုတော့အခုလုံးပြောတတ် ဟုတ်ကဲ့ကိုဒါဒီကျွန်တော်တို့2024 25ရာသီ Premier League နဲ့ပတ်သက်တဲ့ ideology တွေအကြောင်းအယူအဆတွေအကြောင်းကိုသုံးသပ်ပေးသွားတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ပရိသတ်တွေလည်းကျွန်တော်တို့ရဲ့တင်ဆက်မှုကိုဂျင်းနဲ့အားရလိမ့်မယ်လို့မျှော်လင့်ပါတယ်ချူအပိတ်ခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဆီဇန်တွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ